နှစ်နှစ်ပဲกว่าတော့လဲအကုန်ကြီးလိုပဲဖြစ်နေရပါပဲဆုံးမခံရတာဆုံးမအင်း report တွေလည်းတင်ရ report တွေလည်းတင်ရတယ်ဆုံးလည်းဆုံးမခံရတယ်အဲ့လိုစုခံရတယ်ခဏခဏစုခံရတယ်ကြောက်ပြရအောင်မယ်လုံးလုံးချုံချုံလေးဝတ်ထားရမို့နော်လေမင်းနဲ့ဟိုင်ရင်လဲစုခံရတယ်အတူတွေဝင်ရင်တော့ဝတ်လို့ကိုမရောက်တဲ့အနေထားပေါ့လေဟုတ်အဲအဖေနဲ့တူတော့ မျိုးသားပေါ့နော်ဝေးရနေဆိုတော့ဖားစုလဲဆိုတော့စိတ်မချအောင်ပေါ့တယောက်နဲ့တယောက်ကကိုလည်းစိတ်မချပါဘူးသူ့ဆိုတော့လေကိုလက်ကလေးဘရောမသူပြောခဲ့တဲ့စကားရှိရဒီလက်ကလေးသူဘရောမဖြုတ်မသွားဘူးပေါ့နော်အဲ့ဒါဒီနေ့ချက်တိတော့ပေးထားတဲ့ကတိတွေသူတီးပေးနေရေပေါ့နော် ဒါကတော့ဟိုဘက်ဒီဘက်ပေါ့ခုနောက်ပိုင်းကတော့သူနဲ့လဲအာလက်တွဲပြီးပြီဆိုတော့လေအဲ့ဒါတော့ဟိုဒါကတော့ဒီကိုရောက်နေတုန်းလေကိုဘာသနာပါတဲ့အမှုပညာလုပ်တွေလဲအမျိုးသားစီကခွင့်တောင်းပြီးရောက်တာပေါ့နော်ဒါခုနောက်ပိုင်းကကျွန်မခွင့်ပြုချက်နဲ့ပဲလောက်ရတာပေါ့နော်လေရိုက်ဖို့อ่ะတချို့တက်ပုံနေဆိုလို့ရှင်အဲလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ထဲကပြင်ဆင်ထားတာပေါ့เนาะအဲ့ခရေကဟို pre wedding နေကကြိုပြီးရောရှိုက်ထားတာဆိုတော့လေ အဓိကပဲ pre wedding နေကရောမရိုက်ထားတယ်အဲ Venice မရိုက်ထားတယ်နောက်ပြီးတော့ Paris မရိုက်ထားတယ် Paris မှာတော့ဒီဟိုပါအဲ propose proposal ဟိုလောက်ခရရပေါ့နော်အဲ့ဒီထဲရရိုက်ထားတာဟုတ်အဲဘယ်လိုပြောရမလဲဆိုတော့မတူတော့ဘူးပေါ့နော်အခုကတော့ဘယ်လိုပြောမလဲအိမ်တောင်အိမ်တောင်ကြတဲ့အနေထားနဲ့အရင်ကတော့ single ပေါ့ single life နဲ့ married life မတူဘူးဆိုပါကွာလဲဆိုတော့အရင်တော့ဆိုရင် တခုခုစိတ်အဆင်မပြေတာမျိုးဒါမှမဟုတ်စိတ်ကောက်ကြတာမျိုးအဲအဲ့လိုမျိုးမှာနှစ်ယောက်ကြားထဲမှာကြတော့ဘယ်လိုစဉ်းစားမိလဲဆိုအဲပော့ပော့ပပဖြစ်တယ်အရင်တုန်းက single life မှာကြပော့ပော့ပပဖြစ်တယ်အာပြီးပြီးပြတ်လဲရရတယ်ပေါ့အဲ married life ကြတော့အဲ့လိုမတူဘူးငါတို့ဒီဟာကိုဘယ်လို fix ဆက်လုပ်ပြီးသွားမလဲဘယ်လို fix လုပ်မလဲပေါ့နော်ဒီ relationship ကိုဘယ်လိုပြန်ညှိရမလဲဆိုတာပဲစဉ်းစားမိရောအဲ့ဒီအတွက်ပိုလေးတင်လာတယ်ပေါ့နော်အဲ့မှာတော့ပို့ပြီးတော့အခုဆိုရင်ကိုရွေ့ပေါ့နော် အဲလက်ရှိချက်သူကတော့အမျိုးသားကတော့အများနဲ့တော့ဟိုဘယ်လိုပြောမလဲ90% 90%ရာခိုင်နှုန်းကတော့အများနဲ့သူအဆင်ပြေအောင်တယောက်နဲ့တယောက်ညှိပေးတတ်တဲ့သူမျိုးဆိုတော့အဆင်ပြေပါတယ်။အဲလိုင်းပြောရလေဒီနေ့တက်ထိတော့စိတ်လုံခြုံမှုတော့သူအပြေအဝပေးနိုင်ပါတယ်။ဘသူတွေဘလို့ပဲကိုယ့်ပုံမှာဘလို့ ်ခက်ခဲပဲရှိရှိဘလို့ဒီခုနပြောသလိုကောလာဟာလာပဲရှိရှိဘာပဲရှိရှိပေါ့နော်ကိုလက်ကလေးဘရောမှသူပြောခဲ့တဲ့စကားရှိရဒီလက်ကလေးသူဘရောမှဖြုတ်မသွားဘူးပေါ့နော်အဲ့ဒါဒီနေ့ထက်တိတော့ပေးထားတဲ့ဂရီတွေသူတီးပေးနေရပေါ့နော်ဟာဒီနေ့ထိတော့ကန်းကန်ကောင်းပါဟာကိုလာလာလဲမောင်ကြီးရဲ့ချစ်တွေကြောင့်ပို့ထားတာဟုတ်ပါပါ အဓိကတော့အဲ့ဟာပေါ့နော်မိန်းကလေးတယောက်ဘဝမှာလိုအပ်တာစိတ်လုံခြုံမှု စိတ်ချမ်းသာမှုအေးချမ်းနေပေါ့နော်သူနဲ့နေရတာလေးကအေးချမ်းနေဟိုဘယ်လိုပြောမလဲကို့အတွက်လည်းအမြဲတမ်းစဉ်းစားပေးတယ်အဆရှိသမီးကို့မှာဆိုရင်မိသားစုနဲ့ family နဲ့ပတ်သက်တဲ့ trauma တွေရှိရဲအဲ့လိုဟာမျိုးလေးတွေလည်းအမြဲတမ်းသူက share လုပ်ပေးတယ်ပေါ့နော် နားထောင်ပေးတယ်ခန်းစားပေးတယ်အာအဓိကကို့ဥမာကွာဟိုခလုတ်လေးတိုက်သွားတာစာခြေသေးလေးကျိုးသွားတာအဆုံးအဲနားထောင်ပေးတတ်တဲ့သူမျိုးကမိန်းကလေးတွေဘဝမှာလိုအပ်တယ်တကယ်တမ်းကလေး ဟို main ကလေးတွေကိုဟိုငွေတွေအများကြီးရှိမှပုံအောပြီးပေးထားမှဒါမှမဟုတ်လို့ရှိရင်လည်းတည်မလားပစ္စည်းဥစ္စာတွေ luxury product တွေအဲ့လိုမျိုးတွေပေးမှမဟုတ်ဘူးခုနအမပြောသလိုပေါ့နော်ခလုတ်လေးတိုက်သွားတာအစာပေါ့နော်ခြေသေးလက်သေးလေးကျိုးသွားတာအဆုံးနားထောင်ပေးနိုင်တဲ့သူကတကယ်လိုအပ်တာလူ main ကလေးတယောက်ရဲ့ဘဝမှာလေအဲ့လိုလေးမိတွဲစရာပခုံးလေးတစ်ဖက်ကလိုအပ်တာပေါ့နော်အသက်ကနှစ်နှစ်ပဲကွာတော့လေ schedule လိုဖြစ်နေတော့ဒါမဲ့သူကအကိုကြီးလိုဖြစ်နေတာနှစ်နှစ်ပဲကွာတော့လေ အကိုကြီးလိုပဲဖြစ်နေရပါပဲဆုံးမခံရတာဟုတ်ပါဘူးဆုံးမအင်းရပုတ်တွေလည်းတင်ရရပုတ်တွေလည်းတင်ရတယ်ဆုံးလည်းဆုံးမခံရတယ်အဲ့လိုစုခံရတယ်ခဏခဏစုခံရတယ်စုခံရတယ်အိမ်ပြန်နောက်ကြရပါဆိုလဲစုခံရတယ်အခုဆိုရင်တော့ဒါကြောက်ပြရအောင်မယ်လုံးလုံးချုံချုံလေးဝတ်ထားရပါတော့။ဒါပေမဲ့နေနေဟိုင်းလဲစုခံရတယ်။အတူတွေဝင်ရင်တော့ဝတ်လို့ကိုမရောက်တဲ့အနေထားပေါ့လေ။အဲ့လိုမျိုးပေါ့။ဒီဘက်မှာနေရလို့ ဟုတ်တော့မြန်မာဆန်နေမြန်မာတော့ဆန်နေအဲ့လိုမျိုးဆိုတော့အမုတ်လေးဟို height တယ်ဆိုတာထဲအတူတွေဆိုတော့သူတော်တော်လုံးဝကိုမဟုတ်စေချင်ဘူးပေါ့လေကိုလည်းကိုအမျိုးသားကိုစိတ်ချမ်းသာအောင်ထားကျင်တော့လေမဝိဖြစ်ပါဘူးအရင်တော့ကို့အဖေဆိုလဲအတူဝတ်တာမကြိုက်ဘူးလေမကြိုက်ဘူးဆိုတော့မဝိဖြစ်တော့ဘူးအတူအတူဆိုတာလေဒီဘယ်လိုပြောမလဲအရန်အတူကြီးကိုပြောတာပေါ့နော် mini skirt တွေပါရတော့လုံးဝမဝိဖြစ်တော့ဘူးဒီကြားထဲမှာ Chris ကိုဟိုပါပေါ့ဒီ swim suit တို့နောက်ပြီးတော့ bikini တို့နဲ့ ဟိုဟာပေါ့ကြောင့်ညရိုက်ပေးဖို့ကုမ္ပဏီတစ်ခုကလာကန့်လန့်နေအဲ့ဟာလေတော်တော်ကိုအမှုပညာကြီးဟိုထိုက်ထိုက်တန်တန်နဲ့ပေါ့နော်တော်တော်များတဲ့အမှုပညာကြီးတစ်ခုနဲ့ brand ambassador အနေနဲ့ဟိုလာကန့်လန့်တာအဲ့ဟာလေမရိုက်ဖြစ်ပါဘူးရှင်ဟုတ်တယ်ဟုတ်မောင်လေးဆောင်ရဲ့လို့မဟုတ်ဘူး အဲ့ဒါကြတော့အစရေကခရစ်တခါမှမရိုက်ဖြစ်ဘူးမရိုက်ဖို့ပေါ့လေအာအခုအခုကြတော့လေဒီအသက်ရွယ်တစ်ခုလည်းရင်းချက်တဲ့အရွယ်တစ်ခုလည်းရောက်နေပြီနောက်ပြီးတော့လေကိုကဟို single လည်းမဟုတ်တော့ဘူးလေအဲ့ဒီအနေထားမျိုးမှာတော့ရိုက်ဖို့လည်းတိတ်ဟိုမှဖြစ်တော့တိတ်စိတ်မပါတော့အဲ့လိုမျိုးကြတော့ဟုတ်အဲအဖေနဲ့တူတော့ မျိုးသားပေါ့နော်မိန်းကလေးတွေကဒီအဖေနဲ့တူတော့မျိုးသားအောင်ရလို့ရှင်တော့ပို့ပြီးတော့သူတို့ရဲ့ life ကို satisfy ဖြစ်ကြတယ်လို့ကြားဘူးလေကြားလဲကြားဘူးလေကိုကကြတော့အဲ့အဖေနဲ့တူတူတယ်ဆိုတာကသူ့ရဲ့ဟိုပါပေါ့နော်ဟိုဘယ်လိုပြောမလဲရာဒီဝင်ပေါ့ပြောသလိုဆို Chris ဆိုလို့ရှင် liberal ကွာအဖေက capricorn အဲသူနဲ့ဆိုရင်ရာဒီဝင်ချင်းတူတယ်နေနံချင်းတူတယ်အဲ့လိုမျိုးပေါ့နော် capri လေးပေါ့သိရမလား capricorn လေးတူတယ်အဖေနဲ့အဖေကလည်း capricorn အဲနေနံမွားချင်းလည်းတူတယ်ဆိုတော့အဲ့နှစ်ခုလည်းနေနေ ကိုကအဖေချစ်တဲ့သမီးဆိုတော့တော်တော်လေးကိုကျေနပ်နေအောင်စိတ်ထဲမှာလိုမျိုးပေါ့ရာသီဝင်တူကြရတယ်နိနေတူကြရတယ်ဆိုရင်ဘလို့မဆိုဟိုတူရက်အမူကျင့်လေးတွေတော့ရှိတတ်ကြရပေါ့နော်အဲ့လိုမျိုးပေါ့အဖေကကြတော့ stage show တွေပိုင်းသွားစုကန်နီးဆိုလို့ရှိရင်အတူတွေအရင်ဝင်မကြိုက်ဘူးဒါပေမဲ့အငယ်တွေကဝစ်ကြရတယ်နော်ခုနပြောသလိုမျိုးဟို Christo family ကတယောက်ကိုတစ်မျိုးစီပေါ့နော် type ချင်းမတူကြမြန်မာလေးတွေကတော့ဝစ်တယ် ်ခရစ်ကကြာထွားတယ်ညီမတွေနဲ့မတူညီမလေးတွေကပင်ပင်တွယ်တွယ်တေးသေးလေးပေါ့သေးတယ်ပေါ့နော်ခရစ်စတက်စာလို့ရှိရင်ကိုကကြာထွားထွားကြီးဆိုတော့အဖေကသူ့မျက်စိထဲမှာကိုလိုကလန်ဖြစ်နေပုံရတယ်စိတ်ရှိုးတွေသွားဆိုကန်ဒီဆိုလို့ရှိရင်ကိုအဲ့ရောင်အတူလေးရွတ်တာပေါ့နော်အတူလေးပဲဒါတမီးသွားလဲလေဒါကြီးကမကောင်းဘူးတမီးနဲ့ကြည့်မကောင်းဘူးအမျိုးယောက်ျားလေးတွေကသူတို့မျက်စိထဲမှာတမီးဖြစ်စေမိန်းမဖြစ်စေရီးစားဖြစ်စေသူတို့ကအတူမွေးစေခြင်းမို့အဟိုက်ကိုမွေးစေခြင်းဆိုသူတို့ကမလာအောင်လှုပ်ချလိုက်တာ ။အမလာဦးပဲပြောတော့တာ။တမီးဒါကြီးကမလာဘူး။တဲ့မလား။ကိုရီ။နော်။ကိုရီကိုရီအဖေပဲဖြစ်ဖြစ်အခုအမျိုးသားပဲဖြစ်ဖြစ်ဒါရမလာဘူးယူနဲ့မလိုက်ဘူးအမေကတော့သူတို့စိတ်ထဲမကြိုက်တာကွာသူတို့မကြိုက်တာသူတို့ရဲ့သမီးသူတို့ရဲ့အမျိုးသမီးကိုအတူတူအဟိုက်တွေမဝစ်စေချင်တာဒါယောက်ျားလေး80%ကအဲ့အဲ့လိုမျိုးပဲဥတူဥတူကြရပေါ့နော်ကိုကလည်းနည်းနည်းတော့ဟိုခဏကိုပြည့်တယ်ထွားတယ်ထဲမှာပါတယ်ဆိုတော့လေအာ ဒီအဖေတို့အမျိုးသားတို့ကြာမြန်မာ culture နဲ့ပို့ပြီးတော့နေတာများရယ်ပေါ့နိုင်ငံတကာမှာတော့ဘာမှဖြစ်ပါဘူးကိုလည်းသူများရယ်ဝင်အရန်သဘောကြကိုညီမရယ်လည်းဝတ်တယ်ကိုပဲသိမ့်မဝတ်မဝတ်ဖြစ်တာပေါ့နော်ဟန်သူကလွန်ခဲ့တဲ့တလားလောက်တည်းကပြန်မလာသေးဘူးလားမလာသေးဘူးလားအဲ့နေ့တိုင်းမေးတာသတ်မှတ်ပေးထားသလိုပဲလွန်လာဝယ်ပြီးပေါ့ဝယ်ပြီးသွားပြီလက်မှတ်လည်းဝယ်ပြီးသွားပြီဘယ်နေ့ဝယ်ပေးရမလဲဆိုတာမင်းနေရလွန်ခဲ့တဲ့တလားလောက်တည်းကအဲ့တော့ဟဲ့လေဆရာသူပြန်လာတော့မယ် တယ်စိတ်မချတာတွေဝေးရနေလမ်းပြီးတော့ဒါဆူလာတွေရောဝေးရနေဆိုတော့ဖားဆူလဲဆိုတော့စိတ်မချအောင်ပေါ့တယောက်နဲ့တယောက်ကကိုလည်းစိတ်မချပါဘူးသူ့ဆိုတော့လေသူလည်းတယောက်တည်းဆိုတော့စိတ်မချအောင်ဟဲ့ဆိုတော့ဒါမြူတာအလိုမျိုးပေါ့နော်သူတို့ရဲ့ဘိုင်းတွေရောရှိတာ အဲခရစ်ကပုံမှန်ပေါ့ပုံမှန်မင်းကလေးတွေရဲ့အဲ့လိုမျိုးလေးတော့ရှိတာပေါ့နော်ဘယ်သွားလဲပါလဲစိတ်ပူတာပေါ့သူ့ဟာကြာနှစ်မျိုးပေါ့နော်စိတ်ပူတာလည်းရှိရဲအဲတဝင်းတူတာလည်းတော့ရှိရဲပေါ့နော်အဲ့လိုဘယ်သူတွေဖုန်းဆက်လဲဘာလုပ်နေလဲဘယ်သူနဲ့တွေ့လဲပေါ့နော်နောက်ပြီးလို့ရှိရင်စိတ်ပူတာလည်းရှိရဲစိတ်ပူတာကြာသူ့ကျမ်းမာရေးကအစပေါ့နော်သူဒီနေ့ဘာလေးနဲ့စားလဲဆိုတာအဆုံးပေါ့နော်အခရစ်ရှိရင်ကြာတော့အကုန်လုံးလုပ်ပေးတယ်လေဟုတ်ကဲ့ဒီနေ့ကမင်းသားဆဲနဲ့ရှူတင်မှာ Grand Landmark Development ကြော်ညာရိုက်ခွင့်လေးပါရှင့် ဟုတ် အခုဒီနေ့ဒီချိန်အထိပေါ့နော် Chris အခုလိုမျိုးအဲပြိတ်သက်ကြီးနဲ့ထိတွေ့ခွင့်ရတဲ့နော်အလုပ်အမှုပညာအလုပ်လေးတွေအများနဲ့လုပ်ခွင့်ရနေရဲဆိုတာ Chris ကိုအားပေးနေတဲ့ပြိတ်သက်တွေရဲ့အချစ်ချင်းမြတ်တာတွေကြောင့်မှအားကြောင့်ကျေးဇူးအများကြီးတင်ပါတယ်လို့ဆက်ပြီးလဲအားပေးကြပါအောင်ကျေးဇူးပါရှင်